ို့လို့ပြောတာမဟုတ်ဘူး။ तू ကဟိုသူ့ကိုမင်းသားဆိုတာတက်ကိုကလေအစိုးရပိုဖြစ်စေခြင်းလေ။စတွေ့ကြတဲ့ရလေ။ तू ကတချင်းဆိုတာလည်းကောင်းတယ်ပေါ့နော်။ဒီမှာတော့အစိုးရဖြစ်တဲ့အတွက်ဒီတချင်းတွေကိုတန်မှုထားတယ်။လုံးဝအပြစ်စီမခံနိုင်ဘူး။ကိုတချင်းလည်းပဲဒီလိုပဲ။ကိုတချင်းကိုအဲ့လိုဟိုအပြစ်စီအောင်လုပ်မယ်ဆိုတဲ့ဟာမျိုးတွေဆိုအလုံးမခံနိုင်ဘူး။သူများတချင်းကိုကိုယူပြီးဆိုတဲ့အချိန်မှာပို့ပြီးတော့တာဝန်ကြီးတယ်။အဲ့အတွက်ကြောင့် တဖက်သူရဲ့ဒီတချင်းကိုအရသာမပြတ်အောင်ဟိုးရှေးရုံနဲ့ကလည်းဒီတချင်းလေးတွေကအောင်မြင်ကြော်ကြားခဲ့တဲ့တချင်းတွေဖြစ်တဲ့အတွက်မိဘတို့နှစ်ယောက်မှာပုံပြီးတာဝန်ကြီးတယ်ဒါကြောင့်မလို့မိဘတို့အကောင်းဆုံးနဲ့တေချာလေးလုပ်ထားပါတယ်ဒီတချင်းအတွက်ကျွန်တော် professional အတိုင်းတွေ့ရလိမ့်မယ် ုမင်္ဂလာပါရှင်ဗီဘာအမောင်လေးအတွက်တမင်လျှော့ပေးထားတာဗီဘာအတိုင်းဆိုရင်ဗီဘာကီးမြင့်ဆိုတဲ့လူပေါ့နော်ကီးမြင့်နေဟိုက်ကီးနေဆိုတဲ့သူကမောင်လေးဆိုတဲ့အချိန်မှာမောင်လေးအဆင်ပြေအောင်ဆိုဝဆိုလို့ကောင်းအောင်ပေါ့နော်အဲ့အတွက်ကိုကိုကကီးလျှော့ပေးပြီးတော့မောင်လေးအတွက်အဓိကလှုပ်ပေးထားတာပါဟုတ်ဟုတ်ပါတယ်မမဒီတခြင်းမမဟိုက်ပစ်တရတော့မမအတာလေးအတာလေးပဲအတန်ထဲမှာ တန်စင်ဟိုတချင်းစုလိုက်တာ ਨੇ အတန်ထဲမှာနောက်ကတန်စင်ပါတဲ့ဟိုဟိုအတန်ပိုင်ရှင်ထဲမှာမမပါတယ်ဘာလို့လဲဆိုရင်ဒီတချင်းတွေကိုပိုင်နိုင်ပြီးတော့တိတိကျကျအောင်မှဒီ high key တွေဆိုရင်လည်းမမ AC ပဲ ဘာလို့လဲဆိုတော့ကိုအတန်တွင်းလိုက်တော့ပူတိတာပေါ့နော်ပူတိတော့ဒီတချင်းပါဆိုမမကျွန်တော်အများကြီးညာပြီးတော့အများကြီးပတ်မှုပေးထားရတယ်အဲ့ဒီအတွက်လဲဟိုတကယ်ဟိုမဒီထွက်တဲ့အခါမှာလဲတချင်းကောင်းလေးကျွန်တော်ဆိုဘာပြောကြလဲဆိုရင်နားထောင်ပြီးတဲ့ပတ်ဝန်းကျင်ကကိုအတိတယ်ပဲပတ်တဲ့နင်းဆိုအောင်ဟုတ်ရဲ့လားအဲ့လိုအဲ့လိုမှပြောကြတယ်ပေါ့နော်ဟုတ်ပါတယ်ကိုဆိုပြလိုက်ခါမှာအော်သူတော်တော်တိုးတက်လာတာပဲအဲ့လိုပြောကြပါတယ်ဟုတ် stress မရှိဘူးမရှိဘူးဆိုတာရင်ခုန်တယ်မမနဲ့ဆိုရတော့မယ်ဆိုမမကတော့ မလဲရဆိုတော့မဟုတ်ဘူးလေတကယ်နိုင်ငံကျော်အဆိုတော့အဆိုတော့ ਨੇ ကိုကတွဲဆိုရတော့မယ်ဆိုတဲ့အတွက်အရန်ကိုရင်ခုန်တယ်ဒါပေမဲ့ stress မရှိအောင်မမအရန်ပညာရေးပြေးသွားအောင်မမအရင်လိုပဲတယောက်နဲ့တယောက်ကဆိုတဲ့အခါမှာလဲเนาะတေချာကိုဘေးကနေပြီးတော့ဘေးကနေပြီးတော့နော်မတက်ကြီးရပြီးတော့ငောင်းငောင်းလေးဆုံးအခန်းထဲမှာစိတ်ထဲမှာဘာမှမထားနဲ့တူကဟိုတခါဆိုဆိုကန်နီးကြရင်ဒါလူတိုင်းပဲဘလောက်ပဲကိုတူတူကိုကိုကိုလည်းပဲဘလောက်ပဲအဆို ဟိုကြာနေတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်ဝိုင်းရင်းတဲ့လူပဲဖြစ်ဖြစ်အဲ့အတန်သွင်းကနေကြလို့ရှိရင်လူကချီပြားလက်ပြားတွေတုံပြီးပါချီလုံးချလုံးနေဖြစ်တယ်အဲ့သူလည်းပဲအဲ့လိုပဲအရန်ဟိုစိတ်တွေလှုပ်ရှားပြီးဖြစ်နေကြတယ်မောင်လေးစိတ်ကိုငြိမ်ငြိမ်ထားကိုကကိုအာယုံစိတ်ထဲမှာဒီတချင်းကိုပဲအာယုံပြုတ်ပြီးတော့တခါတည်း ိတ်တည်တည်ငြိမ်ငြိမ်နဲ့ဆိုဆိုပြီးပြောတာအာဘေးကနေအမဘေးကနေစိတ်ခေါ်ရတယ်ရောဘေးကနေပေါ့အဲလိုမျိုးဘာလို့လဲဆိုအပြင်မှာခလင်းငိုနေရတာမှမတွက်ဘဲနဲ့ပေါ့တော့ကျွန်တော်အတန်းတွင်းတာပြီးတဲ့ဒီကိုဘေးနာနေမောင်လေးလှုပ်ဆရာဖီးကလည်းအရန်ကိုစိတ်ရှိတယ်ဟုတ်တယ်ကိုပြီးကဆိုဟုတ်တယ်ကိုပြီးကလည်းဆရာဖီးကလည်းအရန်စိတ်ရှိတယ်မမလည်းဘေးနာနေတေးချာ ဂိုင်းလိုင်းလောက်ပေးရပါတော့အဲ့ဒါကြောင့်ဒီသတင်းထွက်ရင်ကျွန်တော် professional အတိုင်းတွေ့ရလိမ့်မယ်အဓိကမောင်လေးမောင်လေးကြိုက်ပါဘာဒီမှာတော့သတင်းလေးတစ်ပုဒ်ဆိုအတူတူဆိုမယ်မောင်လေးပေါ့ဒီလားမမအမမနဲ့လည်းမောင်လေးတူသတင်းလေးဆွဲတွဲဆိုခြင်းနဲ့ပေါ့အဲ့လိုပြောတဲ့အချိန်မှာအေးဘာသတင်းဆိုရင်ကောင်းမလဲပေါ့ဒီပါသတင်းတွေလည်းရှိတော့ရှိရဲ့ဒါပေမဲ့တခြားသတင်းလေးဆိုရင်ကောင်းမလားဆိုပြီးတော့ရွေးရင်းနဲ့ ဒီတခြင်းလေးကလည်းကိုရီဟိုးငယ်ငယ်လေးတွေကနားယူဝနေတဲ့တခြင်းလေးအရန်လဲကြိုက်ခဲ့တဲ့တခြင်းလေးတွေပေါ့နော်ကိုရီចောင်းတက်ခရဲရပေါ့ဒီတခြင်းလေးတွေကအများအမ်းဟိုနားယူဝနေတယ်နောက်တော့ကိုကကိုအိမ်မှာလည်းပဲအဲဟိုအများအမ်းဒီຢာလေးတွေကိုလေလိုက်လိုက်ပြီးတော့ကာရာအိုကေလိုက်ဆိုနေကြဆိုတော့ဒါဒီတခြင်းလေးကြိုက်တယ်စုံမလားဆိုပြောတဲ့ချိန်မှာမောင်လေးကလည်းလိုက်ဆိုပြတဲ့ချိန်မှာအဆင်ပြေတယ်ပေါ့နော်အကယ်အဆိုအဲ့တဲ့ချင်းလေးလောက်မလားဆိုပြောပြောတဲ့အတိုင်းချက်ချင်းကောက်လောက်ဖြစ်တာပေါ့နော်အဲ့လိုပေါ့နော်နှစ်ယောက်စလုံးကလည်း ဟိုစိတ်မြန်လက်မြန်နေเนาะတခါတည်းလုံးဝဆိုချက်ချင်းစဉ်းစားဆုံးဖြတ်ပြီးတာနဲ့တခါတည်းလုံးပြစ်သွားတာအဲ့လိုမျိုးပေါ့လုံးပြစ်သွားတာအဲ့လို အောင်လေးအတန်ကလေဟိုဟိုကို့မောင်မို့လို့ပြောတာမဟုတ်ဘူး तू ကဟိုသူ့ကိုမင်းသားဆိုတာတက်ကိုကလေအစောရပိုဖြစ်စေခြင်းလေစတွေ့ကြတဲ့ရလေ तू ကတချင်းဆိုတာလည်းကောင်းတယ်ပေါ့နော်အဲ့လိုမျိုးတွေ့တော့သူ့အစောရပဲဖြစ်မယ်ပေါ့ကိုကထင်တာတကယ်တကယ်ကြာ तू ဇလန်းနှွဲတွေဘာတွေရိုက်တဲ့ခါကျတော့ तू ကအာဇော်မင်းတင်ဆိုလဲဇော်မင်းတင်နေရမှာလုံးဝ perfect အပြည့်ပဲတရုပ်ဆောင်နိုင်တယ်နောက်အဲ့လိုဆိုတော့ဟိုပရိသတ်ကလည်းအခိုင်အမာရထားတယ်ဆိုတော့ဟေးငါမောင်လေးဝင်းတာလိုက်တာလို့ငါမောင်လေးအတွက် ဒီအစိုးပိုင်းရောတရုတ်ဆောင်ပိုင်းရောအကုန်လုံးနှစ်ဖက်ဟိုကိုအဲ့လိုမျိုးတော်တဲ့သူတယောက်အတွက်ကိုကဘေးကနေပြီးပံ့ပိုးနိုင်တဲ့အရာလေးကိုသူ့ကိုလှုပ်ပေးဖြစ်တာပါပေါ့။ဒါအဲ့လောက်ကြီးမထွင်းရဘူး။ तू ကလေ तू ဒါသူရဲ့ဗီဇမှာကိုပါတာလေ။ तू ကဒီတချင်းတွေကို तू နားရေဝရတယ်။ तू ကလေ तू မှာလေ့ကျင့်မှုအားအရန်ကောင်းတယ်။ ်သူကဒီဒီတခြင်းကိုလောက်တော့မယ်ဆိုလို့ရှိရင်သူကအဲ့ဒါကိုထပ်ခါတလဲလဲနားထောင်ကားပေါ်မှာလဲသူကားမောင်းနေနေသူအဲ့ဒါကြီးကိုအော်အော်ပြီးဆိုတာလေ့ကျင့်တာပေါ့နော်ဒါလေ့ကျင့်မှုအားပဲလူတယောက်ကလေဟိုဘာဘယ်အလုပ်ပဲမဆိုပေါ့အဲ့လိုမျိုးသူစူးစမ်းတာလေးတွေကိုကိုကဘေးကနေမြင်နေတွေ့နေရတယ်ပေါ့အဲ့တော့ကိုကပို့ပြီးဖြစ်စေခြင်းလဲအဲ့တော့ကိုမောင်လေးကိုသူဒီတချင်းလဲပောက်ပါစေလို့နားမောင်လေးနဲ့ဟဲ့နားထောင်တဲ့အချိန်မှာကို့ထက်သူ့ကိုပို့ပြီးသဘောကျတယ်ဘာလို့လဲဆိုတော့ကိုကကို့စိတ်ကြိုက်လေး ကိုယ်စိတ်ကြိုက်အတန်ဟိုဟို high bit နဲ့ဆိုကမဆိုရတဲ့အတွက်ကြောင့်တော့နည်းနည်းတော့အောက်တိအောက်သက်တော့ဖြစ်တာပေါ့နော်ဒါပေမဲ့တော့အော်ငမ်းမောင်လေးကောင်းရင်ပြီးအောင်ငမ်းမောင်လေးဟိုအစဉ်ပြေဖို့အရေးကြီးတယ်ဆိုပြီးကိုယ်အနစ်နာခံပြီးတော့နော်ငမ်းမောင်လေးကိုနော်မြေတောင်မြောက်ပေးတာပါမောင်လေးအောင်မြင်ပါစေမောင်လေးတော့တဲ့အမကဘတော်မှဟိုကိုကီယိုပေါ့နော်အဲ့လိုမျိုးဘတော်မှမလုပ်ဘူးတဲ့ဒါပေမဲ့မောင်လေးနဲ့ပတ်သက်ပြီးတော့ဟိုအမလုပ်ပေးတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်လည်းတကယ်ကိုကျေးဇူးတင်တာပါဘာလို့လဲဆိုရင် မလွယ်ဘူးကျွန်တော်လွတ်လွတ်လပ်လပ်တောင်ပါနော်ဒီတခြင်းတစ်ပုတ်ဖြစ်ဖို့အများကြီးကြိုးစားရအောင်မဆိုရင်ခလေးပါတယ်ဟုတ်တယ်ခလေးတွဲလောက်နေနဲ့တွားလာတာမလွယ်ဘူးနောက်ပြီးအတန်တွဲတဲ့နေရာဆိုမှနေမကောင်းဟုတ်တယ်နေမကောင်းအတန်နေလဲနာနေတယ်ဟုတ်တယ်အဲ့တော့မှမအိပ်ရတွေကနေတော့ဟုတ်တယ်အရန်ပင်မန်းတော့နော်ခဏလေးအိပ်ပျော်သွားသေးတယ်တခြင်းကိုတီလုံးအချောတက်နေတဲ့အချိန်မှာအခဏလေးမေးကနေအိပ်ပျော်သွားအဲ့ချိန်မှာအနေအားရှိသွားပြီပြီးလည်းပြီးတော့စုံမှန်လဲဆိုတော့နှစ်ယောက်လုံးနော်ဟုတ်တယ် တခါပဲဆိုရတယ်တကယ်အမှတ်တရပဲလေ့ကျင့်မှုအားကောင်းတဲ့အတွက်တကယ်တကယ်ဆိုရတဲ့အချိန်မှာတစ်ချိန်ပဲဆိုရတယ်ဟာဘာလို့ကတချင်းအစိုးရဖြစ်တဲ့အတွက်ဒီတချင်းတွေကိုတန်မိုးထားတယ်လုံးဝအပြက်စီးမခံနိုင်ဘူးကို့တချင်းလည်းပဲဒီလိုပဲကို့တချင်းကိုအဲ့လိုဟိုအပြက်စီးအောင် လုပ်မယ်ဆိုတဲ့ဟာမျိုးတွေဆိုအလုံးမခံနိုင်ဘူးတကယ်ပေါ့နော်အဲ့လို ဟိုအဲ့ဒါကြောင့်မို့လို့အဖေသချင်းတွေတောင်းတောင်းပေးမစုံဘီပါအဖေရဲ့အမွေကိုစက်ခံတဲ့သူတယောက်အနေနဲ့သချင်းလေးတွေအပြတ်မခံဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဟိုသူများသချင်းကိုကိုယူပြီးဆိုတဲ့အချိန်မှာပို့ပြီးတော့တာဝန်ကြီးတယ်အဲ့ဒီအတွက်ကြောင့် တဖက်လူရဲ့ဒီတချင်းကိုအရသာမပြတ်အောင်ဟိုးရှေးလုံးနဲ့ကလည်းဒီတချင်းလေးတွေကအောင်မြင်ကြော်ကြားခဲ့တဲ့တချင်းတွေဖြစ်တဲ့အတွက်မိဘတို့နှစ်ယောက်မှာပုံပြီးတာဝန်ကြီးတယ်ဒါကြောင့်မလို့မိဘတို့အကောင်းဆုံးနဲ့တေချာလေးလှုပ်ထားပါတယ်လို့ဟုတ်ကဲ့ပါခင်ဗျာတချင်းလေးကတော့လွဲနေတဲ့စုံမများဆိုရယ်တချင်းလေးကတော့မမနဲ့ကျွန်တော်လေးဆိုထားပါဘောเนาะ29ရက်နေ့ထွက်ပါမယ်မနေ့ပြန်29ရက်နေ့ထွက်တော့မယ်အရန်လေးရေခုန်နေတယ်ကျွန်တော်ဆိုရင်လေခြေလက်တွေတုံနေပြီတုံနေပြီဆိုတာဒါပထမအဆုံးနောက်ပြီး ဟိုမမနဲ့လည်းတချင်းတူထွားမှာဖြစ်တော့ဒါပို့ပြီးတော့ရင်ခုန်တယ်တချင်းလေးကလည်းတကယ်ကြိုက်တယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်ကြိုက်တယ်ဖွင့်ပြတဲ့သူတိုင်းလည်းနားထောင်တဲ့သူတိုင်းလည်းကြိုက်ကြတယ်ပေါ့နော်အပြင်မှာကျွန်တော်အတီတွေကိုဖွင့်ပြတော့လည်းအရင်ကြိုက်ကြတယ်အဲ့ဒီတော့အခုပရိသတ်နဲ့တိုက်ရိုက်ထိတွေ့တဲ့အခါမှာဟိုပရိသတ်ဘလိုဖီဘတ်လေးလာမလဲရရင်ခုန်နေပါတယ်အကောင်းဆုံးလည်းဟိုစူးစမ်းထားကြတာမို့အဝင်းရပေးကြပါအောင်အားပေးကြပါအောင်လို့ပြောချင်ပါတယ်။ဒါဒီပါတော့မောင်နှမနှစ်ယောက် ဒီသင်းလေးထုတ်ထားတဲ့အပေါ်မှာပေါ့နော်ဟိုကောင်းတဲ့ feedback ပဲဖြစ်ဖြစ်ဆိုးတဲ့ feedback ပဲဖြစ်ဖြစ်မနုပညာသမားဖြစ်တဲ့အတွက်လက်ခံပါပါဒါပေမဲ့တခုရှိတာသင်းကိုဖျက်လို့ဖျက်စီးလှုပ်ထားတာမဟုတ်တာတော့ဟိုတိစေချင်ပါတယ်ရှင်မိဘတို့ကအနုပညာသမားဖြစ်တဲ့အတွက်အနုပညာအမွေတွေကိုတယောက်နဲ့တယောက်ဆက်ခံတဲ့အနေနဲ့ပဲဆိုတာပါ ီတချင်းကြီးကိုငါရတယ်ဒီတချင်းကြီးကိုငါဘယ်လိုဆိုနိုင်လဲဆိုတော့ပုံသဏ္ဍာန်မျိုးနဲ့ဆိုတာမျိုးမဟုတ်ပါဘူးဒီတချင်းလေးတွေကကိုတို့နော်ကိုတွေတစ်ခေတ်တခါတော့ဟိုးငယ်ငယ်လေးတွေအချိန်တုန်းကဘာအဆိုတော်မှမဖြစ်ခင်အချိန်တုန်းတည်းကနားယူဝခဲ့တဲ့တချင်းလေးတွေကိုကြိုက်ခဲ့တဲ့တချင်းလေးမို့လို့တန်မိုးထားပြီးယူဆိုခြင်းဖြစ်ပါတယ်ဒီမူရင်းကိုတော့ဘယ်သူမှမမိပါဘူးဒါဒါအမှန်ပါပေါ့နော်ဟိုဘလောက်ပဲကောင်းအောင်ဆိုရဲပဲဖြစ်ဖြစ်မူရင်းကမူရင်းနော်ဟိုနောက်ကလိုက်ဆိုတဲ့သူတွေကဟို မနှိုင်းစီကျင်ပါဘူးရှင်เนาะတယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်အဲ့လိုမျိုးလေးပြီးပါမေတ္တာရက်ခံပါတယ်ဟုတ်ကဲ့